โอเคအားလုံးပဲမင်္ဂလာပါကောင်တောင်ကြီးတက် channel နဲ့ YouTube channel မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒီနေ့ညမှာကျွန်တော်ထူးထူးခြားခြားအနေနဲ့ကျွန်တော် BIMB စိတ်ချရွေးချယ်မှုနှစ်တင်းပေါင်းကက်အနေနဲ့ကျွန်တော်ရွေးချယ်ပေးတော့မှာဖြစ်ပါတယ်ဗျ။အဲ့ဒီပွဲစဉ်ကဘာတွေလဲဆိုတော့ဒီအုတ်စုဒီမှာရှင်မန်ကစားသွားမယ်ဒီ Iceland နဲ့ပြင်တဲ့အတင်းရဲ့ဒီယူကရိန်းနဲ့အာဆာဘိုင်ဂျန်တို့ရဲ့ပွဲစဉ်ကိုကျွန်တော် VIP အနေနဲ့ကျွန်တော်ပွဲကြိုသုံးသပ်ပေးတော့မှာဖြစ်ပါတယ်ဗျ။ဟုတ်ကဲ့ ဒီပထမဆုံးပွဲစဉ်အနေနဲ့ဒီအိုက်စလန်နဲ့ပြင်တိတဲ့ပွဲစဉ်မှာဆိုရင်ဒီအဝေးခွင့်ဖြစ်တဲ့ပြင်တိကဘော်ဒီဂျင်းနှလုံးပြား30စားနဲ့ဂိုးပေါင်းဂျီ3လုံးပြား90ရှုံးဆိုတဲ့ဂျင်းမျိုးဖွင့်ထားတာကိုတွေ့ရတယ်ဗျဒီလိုဂျင်းမျိုးဖွင့်ထားတာကိုကြည်ချင်းအပြစ်ဒီဘော်ဒီဂျီကတော့နှလုံးပြား30စားဆိုတဲ့ဂျင်းမျိုးဖွင့်ထားပြီးဂိုးပေါင်းဂျီကတော့3လုံးပြား90ရှုံးဆိုတဲ့ဂျင်းမျိုးဖွင့်ထားတာဖွင့်ထားခြင်းကဒီအင်ရှင်ဖြစ်တဲ့ဒီအိုက်စလန်ကလည်းဂိုးတွေပြန်တွင်းလိမ့်မယ်ဆိုတဲ့ဂျင်းမျိုးဖွင့်ထားတာကိုတွေ့ရတယ်ဗျ ဟုတ်ကဲ့အဲ့ဒါတော့ကြီးကြရပေါ့ကျွန်တော်ပြောချင်းဖြစ်တယ်ဟုတ်ကဲ့ဒီအိုက်စလန်နဲ့ဒီယူကရိန်းအိုက်စလန်နဲ့ပြင်တိုးတဲ့ပွဲစဉ်မှာဆိုရင်အလုံးပဲတည်ကြတဲ့အတိုင်းပဲဒီအိုက်စလန်က FIFA ကမ္ဘာအဆင့်တက်မှတ်ချက်အရအဆင့်84နေရာမှာရပ်တည်နေတဲ့အတင်းဖြစ်တဲ့အဝေးခွင့်ဖြစ်တဲ့ပြင်တိုးကတော့ FIFA ကမ္ဘာအဆင့်တက်မှတ်ချက်အရအဆင့်1နေရာမှာရပ်တည်နေတဲ့အတင်းဖြစ်တဲ့ဗျအလုံးပဲတည်ကြတယ်မယ်ဒီနှစ်တင်းကအုတ်စုဒီမှာရှင်မြန်ကစားနေတဲ့နှစ်တင်းဖြစ်တဲ့အုတ်စုဒီမှာ သုံးဘွဲစီရှင်ပိုင်ကစားထားတာကိုတွေ့ရတယ်ဗျအိုင်ရှင်အိုင်စလန်တင်ရအုပ်စုတီမှာသုံးဘွဲရှင်ပိုင်ကစားထားပြီးတပွဲနိုင်နှစ်ပွဲရှုံးဆိုတဲ့ရလနဲ့ရမှတ်သုံးဘွဲရရှိကအဆင့်300နေရာမှာရက်တင်နေတဲ့တင်တင်ဖြစ်တယ်အဝေးခွင့်ဖြစ်တဲ့ပြင်တင်တင်ရတော့အုပ်စုတီမှာသုံးဘွဲရှင်ပိုင်ကစားထားပြီးသုံးဘွဲစလုံးအနိုင်ရရှိကရမှတ်9မှတ်နဲ့အဆင့်1နေရာမှာပြက်ပြက်တသားကြီးဥဆောင်နေတာကိုကျွန်တော်တို့တွေ့မြင်ရတယ်ဗျဒီအိုင်စလန်တရားတွေပြီးခဲ့တဲ့ပွဲစဉ်မှာဆိုရင်ဒီယူကရိန်းကို3 5ဆိုတဲ့ရလနဲ့ရှုံးနေထားတာကိုတွေ့ရတယ်ဒီယူကရိန်းနဲ့ပွဲမတိုင်ခင်မှာဆိုရင်လည်းဒီ ယူကရိန်းနဲ့ပွဲမတိုင်ခင်မှာဆိုရင်လည်းဒီပြင်တည့်ရဲ့အိမ်ခွန်းမှာတွားရောက်ရှင်းမဲ့ကစားထားပြီး2-1ဆိုတဲ့ရလနဲ့ရှုံးနေထားတာကိုတွေ့ရတယ်ဗျဒီအဝေးခွင့်ပြည့်တဲ့ပြင်တစ်ကတော့ပြီးခဲ့တဲ့ပွဲစဉ်မှာဆိုရင်သူကအစာဖာချိုင်ကို3-0ဆိုတဲ့ရလနဲ့အနိုင်ရရှိထားတာကိုတွေ့တယ်ဒီအစာဖာချိုင်နဲ့ပွဲမတိုင်ခင်မှာဆိုရင်လည်းဒီပထမအကြော့အနေနဲ့ရှင်းမဲ့ကစားထားတယ်ဒီအိုက်စလန်ကိုအိမ်ခွန်းမှာအိုက်ကန်ရှင်းမဲ့ကစားပြီး2-1ဆိုတဲ့ရလနဲ့နှစ်ပွဲစလုံးကိုအနိုင်နောက်ဆုံးရှင်းမဲ့ကနေနှစ်ပွဲစလုံးကိုအနိုင်ရရှိထားတာကိုတွေ့ရတယ်ဗျ ဒီနှစ်တည်းရထိတဲ့တွေ့ဆုံမှုပြောမယ်ဆိုဒီနှစ်တည်းရထိတဲ့တွေ့ဆုံမှု6ချိန်တည်းထိတဲ့တွေ့ဆုံဓာတ်တော်ကိုတွေ့တယ်ဒီ third ထိတဲ့တွေ့ဆုံမှု6ချိန်မှာဆိုရင်လည်းဒီအဝေးကွင်းဖြစ်တဲ့ပြင်တစ်အတင်းကငါးပွဲတတိယအနိုင်ရရှိပြီးတပွဲတည်းရကြထားတာကိုတွေ့ရတယ်ဗျဒီ6ထိတဲ့တွေ့ဆုံမှု6ချိန်လုံးမှာဆိုရင်လည်းဒီအင်ရှင်ဖြစ်တဲ့ Iceland အတင်းကငါးပွဲတတိယအပြန်လန်တွင်းကိုးနေတဲ့ဂိုးတွေတွင်းထားတာကိုတွေ့ရတယ်ဒီထိတဲ့တွေ့ဆုံမှု6ချိန်မှာဆိုရင်လည်းဒီပြင်တစ်အတင်းက ကိုပြက်ပြက်တသားနဲ့ဖိုးစည်းဆိုတဲ့ရာလက်မျိုးနဲ့တပွဲတာလင်ကိုပြက်သားစာအနိုင်ရရှိထားတာကိုတွေ့ရတယ်ဗျ။အာဒီအိုက်စလန်ကအိုက်စလန်ကဒီအုပ်စုတီမှာ၃ဘွဲရှင်မှန်ကစားတာပြီးတပွဲအဲ၂ဘွဲနိုင်တပွဲရှုံးဆိုတဲ့ရာလက်မျိုးထွက်ပေါ်ထားတယ်ဆိုပေမဲ့ဒီ၃ဘွဲစလုံးမှာဂိုးတွေအပြန့်အလန်တွင်းယူထားတာကိုတွေ့ရတယ်။သူတို့ရဲ့တိုက်စစ်က၃ဘွဲမှာကိုကိုထိထိဂိုးတွေတွင်းယူထားတာကိုတွေ့ရတယ်။သူတို့ရဲ့တိုက်စစ်တော်တော်လေးကိုအားကောင်းတယ်လို့ကျွန်တော်ကမြင်မိတယ်။ ဒီနိညာရဲ့ခြေအရဆိုရင်တော့ဒီ၃လုံးပြား50ရှုံးဆိုတဲ့ခြေမျိုးဖွင့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနိညာမှာအိုက်စလန်ကအ ਨੇ ဆုံး goal တကော9ကိုတော့တွင်းမယ်လို့ကျွန်တော်ကမြင်မိတယ်ဗျအဲဒါကြောင့်မလို့ဒီနိညာမှာရှင်မကစားတော့မယ်ဒီအိုက်စလန်နဲ့ပြင်တက်တဲ့ပွဲစဉ်မှာကျွန်တော်ကတော့ဒီအင်ရှင်အိုက်စလန်ဘော်ဒီနဲ့ဂူပေါင်းအပေါ်ပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဗျ နောက်ထပ်ပွဲစဉ်အနေနဲ့ကျွန်တော်ဒီယူကရိန်းနဲ့အာဆာဘိုင်ဂျန်တို့ရဲ့ပွဲစဉ်ကိုကျွန်တော်ပွဲချုပ်သုံးသပ်ပြီးတော့ပါမယ်။အဲဒီပွဲမှာဆိုရင်အင်ရှင်ယူကရိန်းတင်းကဘော်ဒီဂျေးနှလုံးပြား30စားနဲ့ဂိုးပေါင်းဂျေး3လုံး တည့်ရည်ဆိုတဲ့ချင်းမျိုးဖွင့်ထားတာကိုတွေ့ရတယ်ဗျ။အဒီနဲ့တင်းမှာဆိုရင်ဒီအိုင်အင်ရှင်ယူကရိန်းအင်ရှင်ယူကရိန်းအတင်းကားဒီ FIFA ကမ္ဘာအဆင့်တက်မှတ်ချက်အရအဆင့်28နေရာမှာရပ်တည်နေတဲ့အတင်းဖြစ်တဲ့အဝင်ခွင့်ဖြစ်တဲ့အဆာဘာဂျန်ကတော့ FIFA ကမ္ဘာအဆင့်တက်မှတ်ချက်အရအဆင့်124မှာရပ်တည်နေတဲ့အတင်းတင်းဖြစ်တဲ့ဗျဒီယူကရိန်းအတင်းရဆိုရင်ဒီအုပ်စုတီမှာ၃ဘွဲရှင်ပိုင်ကစားထားပြီးတပွဲနိုင်တပွဲတရီတပွဲချုံးဆိုတဲ့ရလနဲ့ရမှတ်၄မှတ်ရရှိကအဆင့်2နေရာမှာရပ်တည်နေတဲ့အတင်းတင်းဖြစ်တဲ့ဗျအဝင်ခွင့်ဖြစ်တဲ့အဆာဘာဂျန်အတင်းကတော့ဒီအုပ်စုတီမှာ၃ဘွဲရှင်ပိုင်ကစားထားပြီး၃ဘွဲသလုံး အတုံးပွဲစီမံကစားထားပြီးတပွဲတည်းရေနှစ်ပွဲရှုံးဆိုတဲ့ရလနဲ့ရမတ်တမဲရရှိကအဆင့်၄နေရာမှာရက်တည်နေတဲ့အတင်းတင်းဖြစ်တယ်။ဒီနှစ်တင်းရဲ့ထိတိုက်တွေ့ဆုံမှုကိုကြည့်ရမယ်ဆိုဒီနှစ်တင်းရဲ့ထိတိုက်တွေ့ဆုံမှုမှာဆိုရင်ထိတိုက်တွေ့ဆုံမှု၃ကြိမ်စတဲ့တွေ့ရှိထားပြီးအင်ရှင်ယူကရိန်းတင်းကတပွဲတိတိအနိုင်တပွဲအနိုင်ရရှိပြီးနှစ်ပွဲတိတိတည်ကျထားတာကိုတွေ့ရတယ်ဗျ။ဒီယူကရိန်းတင်းကဆိုရင်ဒီပြီးခဲ့တဲ့ပတ်မှာဆိုရင်ဒီကဒီအိုက်စလန်ရဲ့အင်ကွင်းမှာအိုက်စလန်ကိုအင်ကွင်းမှာအိုက်ခန့်ရှိမှန်ကစားပြီး3-0ဆိုတဲ့ရလနဲ့အနိုင်ရရှိထားတာကိုအပါဘူး ဒီယူကရိန်းကဆိုရင်ဒီပြီးခဲ့တဲ့ပွဲစဉ်မှာဆိုရင်ဒီအိုင်စလန်ကိုအိုင်စလန်ရဲ့အိမ်ကွက်မှာတောက်ရှိမဲ့ကစားပြီး3 5ဆိုတဲ့ရလတ်နဲ့အပြက်လန်တွင်ကိုတင်တဲ့အနိုင်ရရှိထားတာကိုတွေ့ရတယ်ဗျဒီအဝေးခွင့်ပြတဲ့အစာဖာချန်အတင်းရတော့ဒီပြီးခဲ့တဲ့ပွဲစဉ်မှာဆိုရင်ဒီပြင်တစ်ကိုပြင်တစ်ရဲ့အိမ်ကွက်မှာတောက်ရှိမဲ့ကစားပြီး3 0ဆိုတဲ့ရလတ်နဲ့ရှုံးနေထားတာကိုတွေ့ရတယ်ဗျအဒီနတင်းရဲ့ခြေစမ်းပိုင်းမှာဆိုရင်တော့ဒီအင်ရှင်ယူကရိန်းတင်းကခြေစမ်းပိုင်းမှာအတော်လေးကိုကောင်းမွန်တယ်လို့ကျွန်တော်ကမြင်မိတယ်ဒီအင်ရှင်ယူကရိန်းကဒီအုပ်စုနှစ်နေရာကို ယူကရိန်းကအုပ်စုနှစ်နေရာအတွက်အခွင့်ရတော့အောင်အဒီအင်ရှင်ယူကရိန်းတင်ရပါတော့ဒီအုပ်စုနှစ်နေရာအတွက်အတော်လေးအခွင့်လန်းကောင်းနေရှိနေတယ်အုပ်စုနှစ်နေရာမှာအုပ်စုနှစ်နေရာကိုရယူဖို့အတွက်တော်တော်လေးအခွင့်လန်းကောင်းတဲ့အတင်းတင်းဖြစ်တယ်ဗျသူကဒီအုပ်စုအတွင်းမှာအဲသုံးပွဲရှင်ပိုင်ကစားထားပြီးတပွဲနိုင်တပွဲတည်ရည်ဆိုတော့ရလက်မျိုးကြောင့်လေးမက်ရရှိထားကအုပ်စုနှစ်နေရာမှာတက်လန်းနေတယ်ဒီအုပ်စု၃နေရာကအတင်းနဲ့လဲတမတ်တိတိခွာအုပ်စု၃နေရာကအိုင်စလန်အတင်းကိုလဲ အိုင်စလန်အတင်းနဲ့တမတ်တိတိကွာကအုပ်စုနှစ်နေရာမှာရက်တည်နေတဲ့အတင်းတင်းဖြစ်တယ်။ဒီကိုရလန်အအမတ်တိတ်ကွာချားချက်မရှိတဲ့အတွက်ကြောင့်ဒီနေ့ညမှာဆိုသူတို့ကအကောင်းဆုံးကိုပြက်ပြက်သားသားထွက်ပြီးတော့အနိုင်ရရှိအောင်ဆွမ်းဆောင်လိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်ဗျအုပ်စုနှစ်နေရာကိုပြက်ပြက်သားသားရက်တည်နိုင်ဖို့အတွက်တိတိချာချာလေးကိုစူးစမ်းလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်အုပ်စုနှစ်နေရာကိုရက်တည်ဖို့အတွက်ဆိုရင်တော့သူတို့ကဒီနေ့ညမှာတိုက်စစ်အားကောင်းကောင်းနဲ့ကိုများများတွင်းလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်ဗျ ဒီအဝေးကွင်းဖြစ်တဲ့ဒီအစာပန်ချန်ကတော့ဒီနေ့ပွဲစဉ်ပြီးရင်တော့အိမ်လက်ပြန်မယ်အအပြန်လန်းအိမ်ကိုလက်ပြန်မယ်လို့ကျွန်တော်ကမြင်မိတယ်ဘာလို့လဲဆိုတော့သူက၃ပွဲရှင်မှန်ကစားမှာ၃ပွဲစလုံးရလက်ကောင်းနေမရရှိခဲ့ဘူးဒီနေ့ညပွဲစဉ်မှာဆိုရင်လည်းသူကရလက်ကောင်းရရှိလိမ့်မယ်လို့ကျွန်တော်ကမမြင်ဘူးဗျအဲဒါကြောင့်မလို့ဒီယူကရိန်းနဲ့အိုင်စလန်တို့ရဲ့ယူကရိန်းနဲ့အစာပန်ချန်တို့ရဲ့ပွဲစဉ်မှာဆိုတော့ကျွန်တော်ကတော့အင်ရှင်ယူကရိန်းဘော်ဒီကိုပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဗျကိုရလက်အနေနဲ့ကတော့2စီ3စီလောက်သွားမယ်လို့ကျွန်တော်ကမြင်မိတယ် ဟုတ်ကဲ့ဒီနေ့ညမှာကျွန်တော်ရွေးချယ်ပေးထားတဲ့ပွဲစဉ်တွေကတော့ဒီ Iceland နဲ့ပြင်တဲ့ Iceland နဲ့ပြင်တဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော်ကတော့ဒီ Ancient Iceland တင်းနဲ့ဂိုးပေါင်းပေါ်ရွေးချယ်ပေးထားတယ်ဒီ Ukraine နဲ့ Azerbaijan တို့ရဲ့ပွဲချင်းမှာဆိုရင်ကျွန်တော်ကျွန်တော်ကတော့ Ancient Ukraine body ကိုကျွန်တော်ရွေးချယ်ပေးထားပါတယ်ဗျဟုတ်ကဲ့ကျွန်တော်ရဲ့ရွေးချယ်မှုပွဲစဉ်လေးကိုချင်းမိတ်စီတို့အတွေ့အထိအတိုက်တူတယ်ဆိုရင်စော့ကစားနိုင်ပါတယ်အတွေးမတွင်ဘက်ကန်နိုင်ပါတယ်ဗျရက်လက်ကောင်းတွေရရှိပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် အခုကျွန်တော်အစီအမဆိုရင်ဒီ VIP ပွဲစဉ်တွေရောဖီမောင်ရဲလေးတွေရောနေ့စဉ်နေ့တိုင်းကျွန်တော်ရဲ့ Telegram Channel လေးမှာတင်ဆက်ပေးနေရဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ Telegram Channel လေးကို join ဆက်ခြင်းပါတယ်ကျွန်တော်ရဲ့ Telegram Channel လေးကို join ခြင်းလေဆိုရင်ဒီ video လေးရဲ့ comment မှာကျွန်တော်ရဲ့ Telegram Channel link လေးချပေးထားပါတယ်ဗျကျွန်တော်ရဲ့ Telegram Channel link လေးကို join ပြီးတော့ကျွန်တော်ရဲ့ VIP ပွဲစဉ်တွေဖီမောင်ရဲလေးတွေကိုအခမဲ့ရယူနိုင်ပါတယ်ဆိုတာကိုကျွန်တော်တင်ကောင်းအနေနဲ့ပြောခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ရလက်ကောင်းတွေရရှိကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်ဗျကျွန်တော်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့ချစ်တဲ့တဲ့တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်ဗျ Pues ya veo.